တုံတိုးကော့ဂရိတ်လမ်းပိုင်းကိုပြန်လည်သိမ်းပိုက်နိုင်ဖို့စစ်ကောင်စီကစစ်အင်အားဖြည့်တင်းနေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ရှီတန်းသတင်းရင်းမြစ်ကပြောပါတယ်။အောင်ခန့်သတင်းပေးပို့ထားပါတယ်ရှင်။ကင်းမီနယ်ကော့ဂရိတ်မြို့ကြီးမှာစစ်ကောင်စီရဲ့အောင်စက်စစ်ကြောင်းနဲ့ဂန်လန်နေပူပေါင်းစစ်ကြောင်းတို့တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီကမြေပြင်နဲ့ဝင်ရင်ကပါတိုက်ခိုက်နေပါတယ်။ကျွန်းတို့ကော့ဂရိတ်လမ်းမိုင်းမှာစစ်ကောင်စီတပ်နဲ့ဂန်ယူဦးဆောင်တဲ့ပူပေါင်းတပ်တို့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ။ဒါအပြင်ကောရမျိုးနီးနဲ့ဂျုံတို့မျိုးနီးတစ်ပိုက်ကိုစစ်ကောင်တွေကမြေပြင်ကနေလည်းနဲ့ကြီးတွေနဲ့တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ကြီးရွာတွေကိုပါပြစ်ခတ်တိုက်ခိုက်နေပါတယ်။ဟောတာလေးပဲဆိုတော့ဟိုသူတို့အဲဒီဂျုံတို့ကောရီလန်ကိုပြန်တင်းထုတ်ကြတဲ့တဘောကြီးတဲ့ဆေးရတဲ့တပူတဲ့အဲစစ်ကြောတွေတူတော့အဲလို့ရှိတယ်ဗျ။အခုစုမနေ့ကတည်းကသူတို့လူရရတဲ့နော်ရရတဲ့တပ်ပြရရှိတယ်။လက်ရှိလည်း ီအောက်မှာရှိတဲ့တပေါင်းစုနဲ့တော်တော်လေးတပေါင်းစုနဲ့တို့တော့သူ့ပြုံမှုတွေဖြစ်နေတာရှိတယ်။အဲကြောက်ဆုံးလာရပါကြပါဒီအကြမတည်ဘူးတော့လည်းလူတွေရဲ့ပုံမှန်ပုံပြီးတော့တို့တို့ရရှိတယ်။ဒီကကြောက်ဆုံးလို့ရှိတယ်။အဲလက်ရှိသူ့ဘက်ကလည်းတောင်းလျှောက်ဒီလိုတော့သိပိုင်းနိုင်ပြန်လက်ကြီးအလီဒီတော့တော့တော့ပြီးတော့ဘာခဏရရှိတော့စစ်ကောင်စီလက်အောက်ခံကင်မီနယ်စုရဖွဲ့ကဂျမ်းမြေအတွင်းများပြည်သူတွာလာနေတဲ့ဂရုစိတ်တွေကို ကုသသောလောက်ကပြိပင်ထားတာကြောင့်ခက်ခဲနေတဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ကျွန်တော်ကုတ်ကလေးလမ်းပိုင်းကိုစစ်ကောင်စီတပ်ဖက်ကစစ်အာဏာဖြည့်တင်းနေတယ်လို့စစ်ရောင်ရေးကူညီပေးနေသူတွေက ပြောပါတယ်။အေးမင်းကလည်းတန်ကြားတယ်ကျွန်တော်ဒီဖြစ်တော်တော်နေတိုင်းပဲဖြစ်တယ်ဟုတ်တယ်။နေတိုင်းတော့ပြည်တဲ့လေရင်လည်းနေတိုင်းဝဲတယ်။ဒီရင်ဘုံကျဲတော်မှမှ ေဒီနာဘောင်းကြီးကလည်းဟိုတည်းရဆိုပိုင်ရပြီပိုင်ရပြီအဲဒီကတန်းနီမှာတန်းနီကကြောင်းပွေးမှာနှလုံးကြကံကောင်းလို့ခလေးတွေမသိတာအဲ့လိုမျိုးဘုံလည်းကျင်းနေတာအဲမနေ့မနေ့ကလည်းအော်အသာသာကြီးနေတာဟုတ်တယ်ဟုတ်တယ်သူကဒီဒီကြောင်းစင်းနေကြတော့ဒီပဲသံသရဏကိုပဲငိုမှာသားမယ် ဲ့ဒါကနေလောကောက်နှုတ်ပြီးတော့စေတန်းကိုပို့တယ်အဲ့ဘက်တိုင်းတခြားကိုပို့တယ်အပုံစံမျိုးနဲ့ပေါ့နော်အဲ့ဒါဖြစ်နေတာဟုတ်တယ်ကျောင်းလာကွင်းနေမွန်လဲနေနိုင်လောက်ကမွန်ကင်းနေဆက်ကင်းမီနယ်ကော့ကရိတ်မြို့နယ်ပိုင်ရဲ့ကြီးရကကလေးတွေကိုစာတင်ကြပြီးနေတဲ့နေအိမ်စာတင်ကြောင်းကိုတိုက်ပွဲပြပွားတာမရှိပဲစစ်ကောင်စီကလေးချောင်းကနေဘုံသီးရှင်လုံးကြက်ချတိုက်ခိုက်ခဲ့ပါတယ်ဘုံကြက်တိုက်ခိုက်မှုကြောင့်ကျောင်းသားကလေးငယ်၃ယောက်သေဆုံးပြီးရှာမတစ်ယောက်နဲ့လူကြီးတစ်ယောက်ပါသေဆုံးခဲ့တဲ့ပြင်၂၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် ဒါအပြင်နေအသုံးလုံးလည်းထိခိုက်ပျက်စီးခဲ့ပါတယ်ကျွန်တော်အောင်ခံပါ